မွေးရပါမျက်နှာနှစ်ခုနဲ့ဆယ်စုနှစ်တစ်ခုသာအသက်ရှင်ခဲ့တဲ့လူထူဆန်းမင်္ဂလာပါပရိသတ်ကြီးများခင်ဗျာဒီနေ့အကြောင်းအရာလေးကတော့ကျွန်တော်ရဲ့ဘဝမှာပုံမြင်မဲရှိမယ်လို့ထင်ခဲ့ဘူးတဲ့လူတယောက်အကြောင်းကိုပြောပြမှာဖြစ်ပါတယ်သူကတော့ရှေ့တည်းမှာမျက်နှာတစ်ခုပါတဲ့အပြင်နောက်ဆီမှာလည်းမျက်နှာတစ်ခုပါနေတဲ့သူပါသူရဲ့နာမည်ကတော့ Edward Moderate လို့ခေါ်ပြီးပညာရှင်လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်သူရဲ့အကြောင်းကဗာများစိတ်ဝင်စားစရာကောင်းမလဲဆိုတော့ကျွန်တော်နဲ့တူတူကြည့်လိုက်ကြရအောင်ပါအခုပြောပြမယ့်ဖြစ်ရလေးကတကယ်ရှိခဲ့ဘူးတဲ့ဆိုတော့ထောက်ထားရများစွာရှိခဲ့တယ်လို့ မရှိခဲ့ဘူးလို့လည်းပြောလို့ရပါတယ်။ဇက်ကူရစုလောက်တုန်းကဆရာဝန်တယောက်ရဲ့အမှတ်တမ်းကနေတွေ့ရှိရတာကိုကောင်းတော့ပြီးတော့ဖော်ပြပေးမှာပါ။အက်ဒဝတ်ကရောဇက်ကူရစုမှာမွေးဖွားခဲ့တဲ့သူတယောက်ဖြစ်ပြီးချမ်းသာတဲ့မိသားစုကနေရှင်သာပေါက်ဖွားကြီးပင်းခဲ့လာတာအမားနှစ်ယောက်ကြားကအငယ်ဆုံးထွေးဆုံးသားဖြစ်ပါတယ်။သူရဲ့မိဘတွေကတော့ငွေကြေးပြည့်စုံရုံနဲ့မကဘဲအာဏာလဲရှိကြတဲ့သူတွေပါ။အဲ့တော့မွေးလာတဲ့အချိန်မှာသူ့ကိုတာမန်လိုပဲထင်ခဲ့ကြပေမဲ့သူတို့ကြကြအဖြစ်ပြက်တစ်ခုဖြစ်လာပါရဲ့အဲ့တော့ကတော့မွေးလေးကနောက်စီမှာမျက်နှာအပိုတစ်ခုပါလာခဲ့ခြင်းမှာ အဲဒီမျက်နှာကတာမန်မျက်နှာတွေလိုမျက်စိနှာခေါင်းပါးစပ်တွေအကုန်ပါပြီးအနှင်းငယ်သေးနေတာလေးတခုပဲရှိပါသေးတယ်။သူရဲ့မွေးရပါနောက်စီးကမျက်နှာကြောင့်ပဲသူကကြောက်ဆရာကောင်းတဲ့သူဖြစ်တတ်မှတ်ခံရပြီးမိသားစုအပြင်လူတွေကမှမကောင်းစွာတကောင်းလို့တတ်မှတ်ခဲ့ကြပါသေးတယ်။ဒါကြောင့်တလောကလုံးကဝိုင်းကျင်တာကိုခံခဲ့ရပြီးငငယ်ရွယ်လေးနဲ့အိမ်ကြီးကြီးတစ်ခုထဲမှာတယောက်တည်းရှင်သန်နေထိုင်ခဲ့ရပါသေးတယ်။အဲဒီလိုမျိုးတယောက်တည်းနေရတာကြောင့်ပညာဝိုင်းဆိုင်ရာတွေကိုအားစိုက်လေလာပြီးမကြာခင်မှာပဲပါရမီပါတဲ့ဂီတပညာရှင်တယောက်စာပေပညာရှင်တယောက်ဖြစ်လာခဲ့ပါသေးတယ်။ ။ပညာရှင်ဖြစ်လာတဲ့အလျောက်လူကြားရဲ့နာမည်ကြီးလာပြီးထင်လဲထင်ရှားပါရယ်။သူရဲ့ဘဝကြီးစပြီးကောင်းမွန်လာပြီလို့ယူဆတဲ့အချိန်မှာသူရဲ့နောက်ဆီကမျက်နှာကတရုတ်ပံပေါ်လာပါပြီ။အဲဒီမျက်နှာကအသက်အရွယ်လူပြိုပေါင်းလောက်မှစပြီးလူတယောက်လိုအသက်ဝင်လာကကြောက်စရာကောင်းခဲ့ပါရယ်။ဒုတိယမျက်နှာကတော့အက်ဒဝတ်ရဲ့ဘဝကိုဖျက်ဆီးမဲ့မိစ္ဆာကောင်းမှာအကာရံမွေဖဲပြင်သွားမိရင်အဲ့ဒီမျက်နှာကလူတွေကိုလောင်ရည်ပြတယ်လို့ပြောပါရယ်။အက်ဒဝတ်ရဲ့နောက်ဆီမှာပါလာတဲ့မျက်နှာကတခြားသူတွေကိုအတန်လုံးဝမထက်ပဲအက်ဒဝတ်ကိုသားစကားပြောပါရယ်။ ူစိတ်ညစ်လို့ငုံနေတဲ့အချိန်မှာပို့ပြီးတော့ဝမ်းနေအောင်လောက်ပြောင်းသလိုဆဲလင်းစင်းဆိုသွားတယ်။ညာအချိန်ဒီမှာဆိုရင်လည်းအိတ်လို့မရအောင်ဒေသဒူးတိုးလေးနဲ့မင်းကိုလည်းတတ်ပြမယ်။မင်းချစ်တဲ့သူတွေကိုလည်းတတ်ပြမယ်ဆိုပြီးအချိန်ပြည့်ချင်းချောင်းနေရပါတယ်။အဲ့လိုကနေတဖြည်းဖြည်းအက်ဒဝတ်တယောက်ညာလည်းမအိရနေလည်းမအိရနဲ့စိတ်သက်တည်ကြလာပြီးတဖြည်းဖြည်းလည်းပိန်ချုံလာရပါတယ်။နောက်ဆုံးသူ့ရဲ့ဆရာဝန်စီကိုပြေးပြီးတော့အတနာခံရတဲ့အထိပါသူ့ရဲ့နောက်စီကမျက်နှာကိုဖယ်ရှားပစ်ပေးဖို့နဲ့ဒူတာကြီးနဲ့ဆက်ပြီးမရှင်းတန်းနိုင်တော့အကြောင်းကိုပြောပါရင်း ဇေဝရီခင်မမီသေးတဲ့အချိန်ကမို့လို့အက်ဒဝတ်ရောက်အိုက်ဇေးပင်ယုံကလွဲလို့ရှိရင်လောကဖယ်ရှားပြစ်ဖို့ဆိုတာလောကမဖြစ်နိုင်ခဲ့ပါဘူး။ဇာကိုရာစုကဆရာဝန်တယောက်ဖြစ်တဲ့ George M. Goyer ဆောက်ထဲမှာရေးသားထားပုံရတော့အက်ဒဝတ်ဟာသူ့အသက်ရှင်ကျင်လုံးလို့သူ့ရဲ့ဒုတိယမျက်နှာကိုအီးမျိုးမျိုးနဲ့အတနာခံတောင်းပန်ခဲ့ပါရယ်။ဒါပေမဲ့လည်းသူ့ရဲ့မျက်နှာကတော့မဲပြုံးတာပြုံးနေခဲ့တယ်လို့ဖော်ပြခဲ့တာပါ။အဲ့လိုနဲ့ပဲအက်ဒဝတ်ဟာတဖြည်းဖြည်းလူရောလည်းမတူတော့သလိုအိမ်မှာပဲတယောက်တည်းအထီးကျန်နေပါရယ်။ အသက်23နှစ်အရွယ်မှာတော့ကိုကိုကိုအဆုံးစီရင်သွားကြောင်းနဲ့အစိတ်တောက်လိုက်တာလားဂျိုးဆက်ရှာပြီးတည်သွားတာလားဆိုတာကိုမသိရပါဘူးဒါပေမဲ့အက်ဒဝတ်တည်တဲ့အချိန်မှာသူ့ရဲ့ဒုတိယမျက်နှာကရည်ပြုံးနေတယ်လို့သိရပါတယ်နောက်ဆုံးသူ့ရဲ့တည်ရန်စာမှာဆိုရင်သူတည်သွားရင်အဲ့ဒီမျက်နှာကိုခွဲစိတ်ဖဲချပြဖို့နဲ့သူ့ကိုအေးချမ်းစွာတည်ဆုံးဝင်ပေးဖို့အသနာခံတောင်းပန်ထားပြီးသူ့ရဲ့မိသားစုကိုလည်းသူ့ကိုမွေးပေးလို့ဂျေဆုတင်ကြောင်းသူ့ကိုလူမသိသူမသိတန်ရာရာမှမြုပ်ပေးဖို့ကိုလည်းတောင်းဆိုရေးသားခဲ့ပါတယ် ။ဒါကြောင့်မလို့အက်ဒူကကိုအင်္ဂလန်နိုင်ငံကတန်နီယယာမှာမြုပ်ထားပြီးဘယ်နောက်မှမြုပ်ထားခဲ့ရလဲဆိုတာကိုဘယ်သူမှအတိအကျမသိကြပါဘူး။ဒီဖြစ်ပျက်ကိုတော့ခင်မီလာတဲ့အချိန်မှာဆရာဝန်တွေကအပြေရှားခြင်းလို့သူတည်တနာလုပ်ခဲ့ပါရယ်။အပြေထွက်လာခဲ့တာကတော့အက်ဒူကမွေးရပါသူဆက်နဲ့ယောဂဒီဘရိုဆိုပတ်ဆိုတာပါလာပြီးမျက်နှာစရိပ်ပိုင်းတစ်ခုခုအပူပါရယောဂလို့သိရပါရယ်။အရာကမှမိသားစုနဲ့ပတ်ဝန်းကျင်ကဖဲချင်မှုမှာစိတ်ရောဂါရသွားတာဖြစ်နိုင်ပြီးဒုတိယမျက်နှာတစ်ခုကဘယ်တော့မှမဖြစ်နိုင်ဘူးလို့ဆရာဝန်တွေကမှတ်ချက်ပေးကြပါရယ်။ အခုခေတ်မှာတော့သူ့ရဲ့အကြောင်းကိုဇာတ်လမ်းတွေတွေရိုက်ကြပြီး TV series တစ်ခုတော့မှထုတ်ထားပါသေးတယ်။တပိုင်းတစ်ခေတ်မှာတော့သူကဒီရှိခဲ့တဲ့ဆိုတဲ့အထောက်အထားတွေရှိခဲ့ပြီးတကယ်မျက်နှာနှစ်ခုရှိမရှိဆိုတာကိုတော့အငင်းခုံနေတဲ့ယနေ့ဆက်တိုင်းကြံရင်နေစေပဲဖြစ်ပါရယ်။ဒီနေ့စီစဉ်လေးကတွေလောက်ပါပဲ။နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမလို့ကျွန်တော်ရဲ့ Top Fan Page ကိုလည်း Like and Follow ပြုလုပ်ပေးပါအောင်ဗျ။အဆောင်ကြီးကြည့်ရှုပေးတဲ့ပရိသတ်ကြီးများအားလုံးကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။